မင်္ဂလာပါကျမ2 plan နဲ့เนาะ3 plan နဲ့ဘယ်လိုသွားမလဲတခြားပြောပြပေးမယ်အဲ့တော့မပြောခင်ကျမတို့ blending ဆိုတာဘာလဲဆိုရယ်သဘောတရားကိုအရင်ဆုံးပြောပြပေးမယ် blending ဆိုတာကအခုကျမတို့အရှင်ရက်ကတလုံးချင်းစီတင်ခဲ့တဲ့စာလုံးတွေရှိတယ်เนาะ letter တွေရှိတယ်ကျမတို့ letter ဆိုပါဆို ABCD ပဲဆိုပါဆိုเนาะ ABCD ကျမတို့ Oxford Phonics နဲ့မေမေတို့ရွေးချယ်ထားပြီဆိုရင် ABCD ကစပါ့မယ် ဂျော်လီဖော်နစ်ကိုမေမေတို့ရွေးချယ်ထားရင် S ကစနောက်ပြီးတော့ S A T စသဖြင့်ဒါတွေကနေပြီးတော့မေမေတို့စမယ်နော်အဲ့ဒီရွေးချယ်ထားတဲ့စာလုံးနေနော် sorry ရွေးချယ်ထားတဲ့စာအုပ်ထဲမှာဒီစာလုံးနေကျမတို့တလုံးချင်းစီတင်ထားပြီးသားစာလုံးကိုကျမတို့ကနှလုံးတွဲမယ်ပြီးရင်သုံးလုံးတွဲမယ်တွဲလိုက်တဲ့အခါကျမတို့အခုကလေးတွေကျမတို့ခေတုံးကကြက်ခဲတဲ့အခုကလေးတွေကြက်နေတဲ့ meaning ပေါ့နော် ကျွန်တော်တို့အရက်ခေါ်ဆိုရင် meaning ခေါ်တာပေါ့နော်အဲ့တော့စကက်လုံးလေးတွေ word လို့ခေါ်တဲ့စကက်လုံးလေးတွေဖြစ်လာအဲ့ဒီတလုံးချင်းစီတတန်ချင်းစီကိုပေါင်းတဲ့အခါဖြစ်လာတယ်။အဲ့တော့ကျမတို့က phonic မတင်ဘဲနဲ့ကျမတို့ချက်ခဲ့ကြတဲ့အခါအတန်အတွက်ကမှလွဲမှားမှုတွေရှိနေတယ်။ကျမတို့ငယ်တော့ကကြီးပြင်းလာခဲ့တာ။အခုကလေးတွေက phonic တင်ထားတဲ့ကလေးက letter c ရယ် letter a ရယ် letter t ရယ်အတူထားထားတဲ့စာလုံးလေးရှိမယ်။ကြောင်ပုံလေးပါလာမယ်ဆိုရင်ကလေးက phonic တင်ထားတဲ့ကလေးကဒါကို cat at ဟိုတခါတည်းအတန်ထွက်တတ်တယ်။ကျမတို့ခေတုန်းကဘလူးကြီးပြင်ခဲ့လဲ CAD cat ကြောင်းဆိုပြီးတော့ကျမတို့ကြီးပြင်ခဲ့တယ်။ဘာမှအနောက်တန်လည်းမပါဘူး။နော်ဒါမျိုးတွေလည်းကျမတို့မသိဘူး။ကျမတို့ခင်မှာမရှိသေးဘူး။အဲ့တော့ blending ဆိုတာဘာလဲတဲ့နော်။ show the flag cards ဟုတ်ပြီနော်သူကို flag cards ကို ပြပြီးတော့ကျမတို့ blending ကိုတင်လို့ရတယ်သူ့ရဲ့သဘောတရားကိုအရင်ဆုံးရှင်းပြမယ်ပြီးရင်ကျမတို့ letter တလုံးချင်းစီရဲ့အတန်တွေကိုပြောမယ်ပြောပြီးတော့အဲ့ဓာတွေအကုန်လုံးကိုပေါင်းပြီးတော့ပြောပြီးတော့စကလုံးတစ်လုံးဖြစ်လာတဲ့အကြောင်းကလေးကိုရှင်းပြတာအဲ့ဒါက blending လို့ခေါ်တယ်နော်အဲ segmenting ကိုကျမမရှင်းသေးဘူး blending နဲ့ segmenting က ညီမတို့ဒီ phonic မှာเนาะခေါင်းနဲ့ပန်းလို့ပဲထားခဲ့လို့မရဘူး segmenting ဆိုတဲ့အကြောင်းအရာကလည်းညီမတို့ phonic မှာအရေးပါတဲ့အကြောင်းလား segmenting ကသူကအတန်ညီကိုသူကပြန်ပြီးတော့ဖြတ်တောက်ပြီးပြန်ရေးတာပေါ့เนาะဒါကိုညီမပြီးမှပြောပြအဲ့တော့ blending ကိုညီမတို့သင်တဲ့အခါမှာဟော blending မှာ jolly phonic နဲ့ပဲသင်တယ် oscar phonic နဲ့ပဲသင်တယ်ညီမတို့ဒီလိုတွေကွဲသွားမယ် jolly phonic မှာညီမတို့ letter s ကနေစတင်ပြီးတော့ group တစ်ခုချင်းစီ blend ရမယ် also phonic မှာ a ကနေစတင်ပြီးတော့ကျမတို့ a to z ပြီးသွားတဲ့အခါမှာသူ့ရဲ့စာအုပ်ရဲ့သဘောတရားအရာကတော့နောက်ထပ် number တစ်ခုကြာမှာပဲသူက blending ကိုစတယ်နော်အဲ့တော့ဒီမှာဒါက jolly method နဲ့ကျမတို့တွားထားတဲ့ blending နဲ့နော်အဲ့တော့ကျမကအဓိကဒီမှာပြောချင်တာက blending ကိုကျမတို့ဘယ်လိုမျိုးစပြီးခလေးကိုမိတ်ဆက်မလဲ။အဲ့တော့နှစ်နည်းရှိတယ်ပေါ့နော်။ပထမတစ်နည်းကကျမတို့ဒီလိုဆိုပါစို့ ါကကျမပြထားတာက Jolly Phonic ထဲကပုံစံကိုယူပြီးပြထားတာ။ဘာဖြစ်လို့လဲ Jolly Phonic ကိုကျမက blending ပိုင်းမှာတော့ပိုကြိုက်တယ်။သူကမြန်မြန်ဆန်ဆန်ခလေးကနှလုံးတွဲသုံးလုံးတွဲတွေကိုသူ့ရဲ့ဖွဲ့စည်းထားတဲ့ပုံစံက blending ကိုမြန်မြန်ဆန်ဆန်ဖတ်လို့ရတယ်ပေါ့နော်။အဲ့တော့စာအုပ်ရဲ့ပုံစံအရဆိုတော့ Oxford Phonic ကိုကျမပိုကြိုက်တယ်။ပို့ပြီးတော့ရှင်းတာဟုတ်သူကနော်။အဲ့တော့ဒီမှာဆိုလို့ရှိရင်နှစ်နည်းရှိပါတယ် blending ကိုတင်ဖို့အတွက်။ကျမတို့နှလုံးတွဲကိုအရင်စာပြီးတင်မယ်ဆိုရင်အတန်ကိုတတန်စီပြောပြီးတင်တာ number 1တစ်ချက်။ at ကိုပြောတဲ့အခါကလေးကို repeat after me မမေပြောရင်မမေနောက်ကလိုက်ပြောမယ်မမေပြောပြီးရင်မမေနောက်ကလိုက်ပြောမယ်အဲ့လိုပြောမယ်နော် at at ကတည်းကနီးပါ at at ဒီနေရာမှာဒီဟာကိုသင်နေရင်းနဲ့ကျမတို့ကကလေးကိုဒီလိုဆက်ပြီးသင်လို့ရပါတယ် as S. Okay. App. 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 Okay. အဲ့တော့နောက်ကတလုံးတလုံးချင်းစီပြောင်းသွားရတယ်မှာခလေးကအနောက်တန်ပြောင်းသွားရမယ်ဆိုတာကိုခလေးကသိလာတယ်။နော်ဒါကတနည်းနောက်တနည်းကဘာလဲဆိုတော့ကျမတို့ဒီလိုရေးထားရင်းနဲ့ပဲ ဖြည်းဖြည်းလေးဘယ်ကနေညကိုဆွဲတဲ့နေဒီနီးကတော့ကျမနှစ်သက်တဲ့နေပေါ့နော်ဒီနီးကကျမတို့သုံးလုံးတွဲတွေရောလေးလုံးတွဲတွေမှာမဖတ်လို့လွယ်တဲ့နေမမေတို့အစပြုမဲ့ဆိုရင်ဒီနီးလေးကိုတော့အစပြုကြည့်ဖို့အကြံပေးခြင်းတယ်ဒီနီးကကလေးတွေအတွက်ပိုလွယ်တယ်လို့ကျမထင်တယ်ပေါ့နော်သုံးလုံးတွဲမှာလည်းတို့အခက်အခဲမရှိသလိုဒီလေးလုံးနေကျမတို့နောက်ထပ်ပေါ့နော် level တစ်ခုကို upload တဲ့အခါကျမတို့လေးလုံးတွဲတွေအတွက်လည်းတို့လွယ်သွားတယ်၅လုံး၆လုံးတွေတို့လွယ်တယ်ပေါ့ဒီမှာဆိုရင် a dilu tua ya ma bega ni nyago bega lo ba at 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 repeat after me 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 pyo at 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 ဘာသံလေးဖြစ်မှတင်လဲတသားရေဘာသံလေးဖြစ်မှတင်လဲမေးလို့ရတယ်ကလေးကိုပြောပါတော့ကိုကရှိရလမ်းဖွင့်ပေးတာထက်ကိုကလေးနဲ့တင်တဲ့ခါကျရင်ကျမတို့အဖွင့်မေးကိုညံ့ညံ့မေးပြီးတော့သွားတာကပို့ပြီးတော့ကောင်းတယ်ပေါ့နော်အာကလေးတွေကိုအမြဲတမ်းအဖွင့်မေးကိုနေမေးပေးပါမမေးဘဲနဲ့ကိုကရှိကနေဥဆောင်ပြီးကိုကြည့်ပြောသွားရင်သူ့ရဲ့အုံနောက်မှာသူကတိတ်မစင်းစားတော့ဘောနော်ကျမတို့ကသူတို့ကိုစင်းစားခွင့်ပေးရတယ်စင်းစားချိန်လည်းပေးရတယ်အဲ့ဒီစင်းစားခွင့်စင်းစားချိန်ဆိုတာဘယ်ကလာတာလဲဆိုတော့ခုနကကျမပြောတဲ့အဖွင့်မေးခွန်းကလာတာเนาะ အဲ့တော့ဒီမှာဆိုရင် as ချစ်မှာကျမတို့ဒါကိုတင်ထားပြသွားပြီဆိုရင်ဒီမှာသူ့ကိုစဉ်းစားခိုင်းလို့ရပြီ။ဘာတန်လေးဖြစ်သွားတယ်။အနောက်မှာဒီနေရာမှာနော်နေရာမှာကလေးဝင်သွားတယ်။တသားရေမိမိဘာတန်လေးဖြစ်သွားမယ်ထင်တယ်။မိမိနဲ့တူတူစဉ်းစားကြည့်အောင်နော်အဲ့လိုသွားမယ်။ as ကလေးကပြောမှာဒါကအယောက်တိုင်းနှီးပါပြောတယ်နော်။ကလေးအယောက်တိုင်းနှီးပါပြောတယ်ဒီလိုမျိုးတုံ့ပြန်မှုကကျမအယောက်တိုင်းနှီးပါစရာကျမရခဲ့တယ်နော်။ app app โอเคအဲ့တော့ဒါကကျမတို့ကျမတို့ဒီ two planning ကိုတင်တဲ့အခါမှာတော်တော်များများအခုအားလုံးကြားထဲမှာရေးပန်းစားနေတဲ့ what family လို့ခေါ်တဲ့ကျမတို့ပြောရမယ်ဆိုလို့ရှိရင်ဒါက VC ပေါ့နော် verbal consonant အတွဲကိုတင်နေနေပါဒါကိုတင်ပြီးရင်ကျမနောက်ထပ်တစ်ခုအကြံပေးချင်တာရှိတယ် consonant vowel ဆိုတဲ့အတွဲကိုပြန်ပြီးတော့တင်စေချင်တယ် ။ဘာဖြစ်လဲဆိုတော့ကျမတို့စာတင်ပြီးလို့၃လုံးတွဲတွေဖတ်တဲ့ခါကြလို့ရှိရင် CVC ဆိုပြီးတော့လာတယ်။နော်အဲ့ဒါ verbal consonant ကျမတို့ word family ကို တင်ထားတာနဲ့ဖတ်လို့ရတာလားဆိုတော့ရတယ်ဒါပေမဲ့ consonant verbal လေးကိုပြန်တင်ထားရင်များစွာကိုအထောက်အကူဖြစ်တယ်ကလေးကိုလေအဲ့ဒါဒီမှာဆိုရင်ကြည်အောင်အဲ ချက်အဲဖိဖိဆွဲမှာဖိဖိဆွဲမယ်ဘဲကနေညာကိုဖိဖိဆွဲမယ်ချက်အဲထဆက်တဲ့ဒီနေရာမှာတခြားအစားထိုးလို့ရတယ်ချက်အီအနောက်ကထားရတော့ဘာဖြစ်ရမလဲနော်ထ โอเคဒါပြီးလို့ရှင်နနုကအေးဟေးကျမတို့စာသင်တဲ့အခါမှာအတန်နဲ့ပတ်သက်ပြီးတော့အနည်းငယ် confuse ဖြစ်မှာဆိုလို့ပြောချင်တာရှိတယ်။ T sound လေးကတကယ်က လေးတန်းမပါအလေးတန်းလေးပဲကျွန်တော်ထဆယ်နူလို့အတမထဲဆိုတဲ့အတိုင်းကြီးကမပါဘူးဒါပေမဲ့တင်ကြေးဘက်မှာလိုအပ်တဲ့ခါကျရင်ကျမတို့ကသုံးရတယ်ပေါ့နော်ခလေးနားပေါက်သွားဖို့တဲ့ကျမတို့လိုအပ်ဥမာခုနကကျမအတန်းထားလို့ထအဆိုတာမျိုးကသုံးရတယ်သုံးလို့လည်းရတယ်အဲသုံးလို့လည်းရတယ်ဆိုတော့ကျမပြောတာမဟုတ်ဘူးပေါ့နော်ဒါ native speaker တွေပြောထားတာကျမတို့ဒီကျမရဲ့ရှိရာ senior တွေနောက်ပြီးလို့ရှိရင်ကျမတို့ကျမသွားပြီးလေ့လာနေတဲ့ website က native speaker တော်တော်များများကိုအကကိုအတီးပြုထားတာပေါ့နော်အဲ့တော့မေမေတို့ရေးရေးဝန်ကိုပြောလို့ရပါဒါဆိုရင်သူ့ရဲ့အတန်းကဒါပေမဲ့ကျမတို့က အေးဒီလိုဆွဲတတ်လို့ရတယ်လို့မျိုးခလေးနားထဲမှာနော်အဲပြောရမယ်ဆိုရင် မြင်တာအောင်ကြားတာအောင်ဆေးလို့ဆွဲနိုင်လည်းရပါတယ်အဲ့တော့အဓိကခလေးအတန်နဲ့မှန်သွားဖို့ဖြစ်တဲ့အတွက်ကြောင့်မလို့မမေတို့ရေးရဲဝုန်းဝုန်းတဲမှာရပါတယ်နော်ဆေးဆေးစသဖြင့်ကျွန်တော်တို့က consonant vowel အတွဲလေးကိုပြန်ပြီးတော့တင်စေချင်ပါတယ်ဒီလိုတင်ပြီးသွားမှသာလေကျွန်တော်တို့ကဒီမှာပါရရောက်လာမလဲဆိုလို့ရှိရင် อืมဒီမှာဒီဟာလေးကိုဖတ်ကြည့်ရအောင်တသားရေမိမိရေเนาะဖတ်လို့ရတယ်ပြီးရင်ဒီမှာဒီလိုမျိုးကျမတို့ tube planning ကိုခက်လေးကပေါ့เนาะကျွန်းကျွန်းကျင်ကျင်နဲ့အဲဖတ်တက်ဖတ်တက်လာဖို့အတွက်ဖတ်ချင်လာဖို့အတွက်ဘာလုပ်လို့ရလဲဆိုခုနကကျမပြောသလို whiteboard ချီရင်ရှိပေါ့เนาะအရင်ဗီဒီယိုမှာပြောခဲ့တယ်မရှိရင်လည်းဘာလုပ်လဲပုံစံစာအဝဲအဲ့ဒီထဲမှာဘောပင်နဲ့ဒီလိုလက်ဒီလိုမျိုးကျမတို့စကားစုလေးတွေ word family လေးတွေရေးမယ်ရေးပြီးရင်เนาะဘာလုပ်မလဲမမေကို is ဆိုတာလေးရှာပေးပါအောင် is ရှာခိုင်း activity နဲ့ပဲတွားเนาะခလေးကရှာလိုက်မယ်တွားတူလိုက်ရှာလိုက်မယ် is is ရှာပေးပါအောင်မမေကိုတတိုင်မိမိရဲ့တွေ့လားပြီးတော့သူရှာမယ်တွေ့မမေဝိုင်းပေးပါအောင် all the light ချာ အဲမိမေကိုနေဆိုတဲ့စာလေးပါအောင်အီနေတွေ့လားရာလို့တွေ့လားဟောဒီမှာအိုးတော်လိုက်တာစသဖြင့်ဒါမျိုးသွားလို့ရပါဒါကကလေးကိုအိမ်မှာနေရင်ကျမတို့ကြီးစာအုပ်သေးမှာပါတဲ့ပုံဒီစာအုပ်ကိုပဲပြပြီးသွားနေရင်မိမေတို့ကလေးကတလောက်ပြောပါမလားစာတင်တဲ့နေရာမှာ အဲ့တော့ဒီလိုမျိုးကွန်ပျူတာကြီးနဲ့ slide ကြီးပြင်ဖို့လိုရလို့လည်းကျွန်မမစိုးလို့ကိုပြောနေတယ် whiteboard ရှင်ရင်ရတယ်ပုံစံစာအုပ်ရှင်ရင်ရတယ်ပင်ကြားရေးနည်းလမ်းမှာသူများထက်ကိုကပို့ပြီးတော့ကိုကလေးကိုပြောပြောချွတ်ချွတ်သင်စေချင်တယ်ဆိုရင်ဒီလောက်တော့ကိုပင်ပန်းခံရမယ် readme စာအုပ်တွေတောက်လျှောက်ဝဲပြီးဒီစာအုပ်တွေရဟာတွေပဲလှုပ်ပြီးတော့တင်သွားတာတရက်တရက်နဲ့ကလေးဘလောက်ပြောမှလဲတလားဆိုရင်ပြင်းနေပြီး နော်စတင်ရတာကဲနောက်တစ်ခုကကျမတို့ tree planting ကိုတွားရအောင် tree planting မှာခုနကကျမပြောတဲ့လွယ်လွယ်လေးဆွဲပြီးတော့ဘဲကနေညာကိုဆွဲပြီးတွားထားတဲ့နီလန်းရှိနေပြီဆိုရင်ရပြီဒီလိုမျိုးလဲရေးလို့ရတာ what family နည်းနဲ့နော်ကျမနော်မောင်စနေရရလည်းရက်သိအစမပြေဘူးအဲ့ဒါဒီမှာဆိုလို့ရှိရင်ဒီလိုသုံးလုံးတွဲကိုကျမတို့ခါးရှာထားလိုက်ပြီခုနကဖြည်းဖြည်းလေးဆွဲတဲ့နီကိုတွားရအောင် cat repeat after me cat 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 okay ဒါဆိုရင်မိမိကနောက်တစ်ခုတတအောင်ပြောမယ်နော်မိမိကိုပြောမယ်မိမိနဲ့တူတူဒါဖတ်ကြည့်မယ်လာဖြည်းဖြည်းလေးဆွဲမယ်နော်ဖြည်းဖြည်းဆွဲမယ်နော်လိုက်ဆွဲအောင် pet ဘာတန်ဖြစ်မှတင်လဲမိမိတို့က cat မအားတော့ cat လို့ဖတ်တော့ပပစဉ်းစားကြည့်မယ် at ဆိုတော့ဘာသာပြန်မှတ်တယ်နော်ကလေးကစဉ်းစားပြီးသူကသူเนาะကလေးတွေကိုအထင်မသေးနဲ့เนาะ pat အဲဒါမှဒီချိန်မှာကလေးကတခုမှားနိုင်နေတယ် at ဒီလိုပဲထွက်နိုင်နေတယ်အထူးသဖြင့် word family ကိုပဲသင်ပြီးတက်လာတဲ့ကလေးတော်တော်များများထွက်မဲ့အတန်ဒီ at ဒီရှိရအတန်မပါဘူး ဲဆိုပြောပြမယ်တတရေမိမိဘသူနဲ့စတာတော့ဒီစကလုံးမှာဘသူအတန်းနဲ့စတာဘသူဘဲစလုံးနဲ့စတာဒီစတဲ့စလုံးကိုထားခဲ့လို့မရဘူးတတတို့မိမိတို့မှာတငယ်ချင်းတွေရှိတော့နော်အဲ့တငယ်ချင်းတွေထဲမှာတငယ်ချင်း၃ယောက်အတူတူထိုင်နေဟုတ်လားအတူတူထိုင်နေသူ့ကိုတော့မခေါ်ဘူးဒီနှစ်ယောက်ပဲခေါ်မယ်အဲ့လိုထားခဲ့ရင်ကောင်းလား ဟုတ်ပြီနော်အဲ့တော့ခါကျမကောင်းဘူးကလေးကပဲမကောင်းဘူးဒါဆိုဘသူ့ကိုပအောင်ခေါ်မလဲအဲကြံနေခဲ့တဲ့သူ့ကိုပအောင်ခေါ်မလဲဘယ်လိုပအောင်ခေါ်မလဲတည်လားအတန်ထွက်ခံဒီတိုင်းဒီအရှိကဘာစားလုံးလဲနော်ဘာ literally လဲဆိုတာတတ်တတ်ပြန်ကြည့်မယ်တတိထားမယ်နော်တတိထားမယ်နော် okay ပြန်ပြောကြည့်မယ်အဲ had ပထမတစ်ခေါက်နဲ့မရရင်နှစ်ခေါက်မရရင်သုံးခေါက်โอเคအဲ့တော့ဒီမှာကဲနောက်တစ်လုံးထွက်ကြည့်ရအောင်နောက်တစ်လုံးထွက်ပြီးတော့တသားရေမိမိရေနောက်တစ်လုံးမှာဘာတတိထားမလဲရှည်ဆုံးကအတန်ဘယ်သူလဲတတိထားမလဲထွက်ရအောင် at ဘယ်သူလဲအရှိရဘယ်သူလဲရှည်ဆုံးကဘယ်သူလဲอืมဟုတ်ပြီဘာတန်ထွက်မလဲ net ရသွားပြီเนาะပြင်ကြည့်ပါအဲ့လိုမျိုးဘာစာအုပ်မှတော့မလို့ เนาะภาษาอุ้มมาเราไม่รู้ตะเกเรเนาะอ่อไอ้มาปုံซ้วยสาอุ้มตัวหมอ whiteboard คือเวลือเลยเนาะไอ้เตจานี่ดิอกงลงก็ YouTube ดิมาแล้วแชร์ลงยะนี่เลยเนาะพี่บา lecture พี่เห็นบาเตียนได้มั้ยဆိုတဲ့ဟာလဲโอออนไลน์นี่มาแชร์ลงยะเนาะปုံนี้มายังป้อပါဒါပြည့်ကျွန်တော်တို့ကလေးကိုမလုပ်မလဲ။ကဲဒီလိုမျိုးတွေရေးထားလိုက်မတန်းစီပြီ။ကဲဖတ်ကြည့်ပေးပါအောင်မမေကိုဒါလေးဖတ်ကြည့်ရအောင်။ at cat ဒီနေရာမှာကျမတို့ဒါဒီ group 1ပြီးသွားလို့ရှိရင်ပေါ့နော်ဒီ blend လို့ရတယ်ဒီ letter c ကတော့ group 2မှာပါတာပေါ့နော်ဒါလေးတွေက group 1ပြီးသွားလို့ရှိရင်ဒါဖတ်လို့ရတဲ့စာလုံးတွေပေါ့အဲ့တော့ jolly phonic နဲ့တင်မယ်ဆိုရင်အဲ့လိုသွားပေါ့ also phonic နဲ့တင်မယ်ဆိုရင်ကျမကတခုအကြံပေးချင်တာကကျမတို့သူက abc ကနေသွားတယ်နော် a b c d e f လောက်ဆိုရတယ်နော်ဒီလောက်ဆိုလို့ရှိရင်ကျမတို့ two blending ကို ac သွားလို့ရနေပြီအဲ့ဒါဒီမှာကျမတို့ server နှလုံးပါသွားပြီလေနော် a နဲ့ e နဲ့ပါသွားပြီပြီးလို့ရှိရင်အဲ့ဒီ a ကိုထားနောက်ကနေ consonant တွေအကုန်လိုက်တက်နောက်က consonant တွေအကုန်လိုက်တက်အဲ့ဒီ a နဲ့ဒါတွေအကုန်လိုက်တက်ပြီးရင်အဲ့ဒီ e နဲ့အကုန်လိုက်တက်ပြီးရင်ပြောင်းမြန်နေလို့နော် vowel consonant consonant vowel လို့ပြီးမိတ်ဆက်ထားနော်လေ့ကျင့်ခန်းနေမလုပ်သေးနဲ့အောင်အဲ့လိုမျိုးတွေ two planning three planning ကိုမိတ်ဆက်ထားလို့ရအဲ့တော့ဒါကဒီမှာကျွန်မ Oxford Phonics Method ဆိုရင်ဘယ်လိုသွားမလဲနော် A E I O U နဲ့ပတ်သက်ပြီးတော့ဒီမှာ CV ကျွန်မက consonant တွေကိုအရှိကထားပေးထားတယ်။ကျွန်မပြောပြမယ်။ကျွန်မတို့ two planning ကိုမိတ်ဆက်တဲ့အခါမှာလေမရှိတဲ့စကားလုံးရှိတဲ့စကားလုံးတွေအများကြီးစဉ်းစားကြမလို့ကျွန်မတို့ကဘာလဲဆိုတော့ blending သဘောတရားကိုခလေးနားလည်အောင်ပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့အကုန်လုံးနဲ့တွဲနော်အကုန်လုံးနဲ့တွဲတွဲလို့ရတယ်ဒီမှာဆိုရင်ဘာအဲဘာဟုတ်ပြီဒါဆိုရင်ကျွန်မတို့ A to Z သင်ပြီးမှ blend မယ်ဆိုရင်ဒီပုံစံတွားလို့ရတယ်နော် တရက်ထဲတော့တင်လို့ရတယ်နော်ခအဆိုရင်ဘာသာထွက်မလဲခအေးဟုတ်ပြီဒအဆိုရင်တော့ဒအဲ့မှာခလေးကအောက်တီအောင်သူ့ဘာသူဖတ်တော့မယ်နော်အဲ့တော့ဒီမှာ short e နဲ့ပတ်သက်ပြီး e sound လေးက a a ဆိုဘ a b เอ se ka e ဘောနော်တကယ်ကတော့ကျမတို့က letter c က e နဲ့ i နဲ့ y နဲ့တွဲရင်သူက s တန်ထွက်ရတာကိုဒါကဒီနေရာမှာသင်ဖို့မလိုသေးပါဘူးเนาะမလိုသေးပဲねဒီနေရာမှာကျမတို့ကခက်လေးကို k e လို့ပဲထွက်ခိုင်းရပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ကဒါ blending ဆောင်ရဲ့သဘောတရားကိုသင်နေတာဖြစ်တယ်အဲ့ဒီ rule တွေကနောက်မှနောက်မှကလေးကိုဖြည်းဖြည်းချင်း reader တွေသင်ရင်ね level up သွားတဲ့ခါမှာကျမတို့တွဲခေါ်ရမယ်အပိုင်းเนาะမလိုအပ်တဲ့အပိုင်းကိုမလိုအပ်တဲ့နေရာမှာခလေးကိုခေါင်းမရှုပ်စေနဲ့เนาะအဲ့တော့ phonic မှာကျမအရှိမှလည်းပြောခဲ့ပြီဒါရှေ့ဗီဒီယိုမှာတွားကြည့်လို့ရတယ်ကျမတို့ဒီတူညီတဲ့ rule တွေရှိတယ်เนาะအဲ့ဒါကြတော့ဒီမလိုအပ်တဲ့နေရာတွေမှာမရှုံနဲ့တူညီတဲ့ rule တွေကဘယ်နေရာကိုရောက်ရောက်သင်ရမှာဖြစ်တယ်အဲ့တော့နောက်ကိုရောက်မှသူ့ရဲ့နေရာနဲ့သူဆွဲခေါ် နော်ပြီးရင်ဒီမှာလို့ fa e fa ဆက်သက်ပြင်ဒီမှာလို့ ba e b k e k ဆက်ပြီးဆက်သက်ပြင်ပေါ့နော် ba o bo k o ba r k r အဲ့ဒီမှာပြောချင်တာက a e i o u vowel နဲ့တခြား consonant အကုန်လုံးနဲ့ဒီမှာတွဲသွားတာဒီ blending သဘောတရားကိုကျမတို့ကတထိုင်နဲ့သင်လို့ရတယ်ကလေးတွေကိုလေ ဒါက VC အနေနဲ့တွဲပေးထားတာ ab ab ak ak f f တထိုင်နဲ့သွားလို့ရတယ်တထိုင်နဲ့ကိုသွားလို့ရတယ်ဒါကเนาะဒါကကျမတို့26တန်ပြီးသွားမှ blend ကျင်ပါလေဆိုတဲ့သူတွေအတွက် blend ရမယ်နီလန်းဒီနီလန်းကเนาะအဲ့တော့ဒီမှာဒါကတော့ခုနကတတန်ချင်းစီဖတ်မလားအောက်ကနေဘယ်ညာဖြည်းဖြည်းဆွဲပြီးဖတ်မလားဆိုပြီးရွေးချယ်တဲ့နီးเนาะ အာဒီမှာ here are six examples နော် example ဒီမှာဒီမှာ6ခုထည့်ထားပေးတယ်စာဖတ်ဖို့ data online ကရှာထားပေးတာ အများကြီးသွားရှာလို့ရရနော်မမေတို့ဒါ online မှာဒီမှာဒီမှာအိမ်မာတယ်လုပ်လို့ရတဲ့ပုံစံကလေးကိုကစားရင်းနဲ့ဖတ်စီခြင်းလို့ ပေါ့နော်အာလောက်တဲ့ပုံစံတချို့မမီတွေကကြတော့အလုတ်အရန်ရှုပ်တယ်ဒီလောက်ထိတော့မလုံနိုင်ဘူးဆိုရင်ဒီလားမျိုးလေးတွေလည်းလှုပ်ချင်လှုပ်တာပေါ့နော်ပြီးရင်ဒါလေးတွေဒါလေးတွေကကြတော့တင်ထောက်ဘူးဆိုင်ဒီမှာဝယ်လို့ရတယ်ဒါလည်းလွယ်လို့ရတယ်ဒါကတော်တော်လေးလွယ်တဲ့ထဲမှာပါတယ်ပေါ့နော်ဒီပါလို့လို့ရလဲဆိုရင်ဒီမှာဒီခွက်တွေဒီခွက်ကလေးတွေကကျွန်တော်တို့အရင်တည်းဝင်လို့ရတယ်ဒါကမှနည်းနည်းမေမေတို့အနေနဲ့အချိန်ပေးနေရအောင်မယ်เนาะဒါလုံလို့ရတယ်ပြီးရင်ဒါလုံလို့ရတယ် ဟုတ်ပြီနော်လီကိုရှင်ရဲ့အိမ်မှာလုပ်လို့ရတယ်ဒီနီးနဲ့ဖတ်ခိုင်းလို့ရတယ်တတန်ချင်းစီထောက်ဖတ်လို့ရဒီလိုမျိုးကိုကတတန်ချင်းစီထောက်ဖတ်တဲ့နီးမတင်ထားဘူးဆိုရင်ဘာလုပ်မလဲအောက်မှာရှည်ရှည်လေးလုပ်ပြီးညလေးလုပ်ပြီးလိုက်ပေါ့ဂျုံလေးနဲ့နလွယ်လေးပဲမဟုတ်လားနော်ဆိုတော့အဲ့ဒီမှာဒီမှာခုနကအဝါကိုတစ်ခေါက်ပြန်သွားမယ်နော် segmenting ကိုတစ်ခေါက်ပြန်ပြီးတော့သွားမယ်အာ segmenting သဘောတရားကိုအခုတခါလေးရှင်းမယ် blending နဲ့ segmenting segmenting ဆိုတာကကျမတို့ကအခု ကျမတို့အခု blending သင်ခဲ့ရတယ်ပေါ့နော်သူက blending နဲ့ပြောင်းပြန်ပေါ့နော်အဲ့တော့ blending သင်ခဲ့ရတယ်ကျမတို့ cut ဆိုပြီးတော့ကျမတို့သုံးလုံးသုံးတန်ကိုတက်တန်နဲ့ထွက်ရတယ် cut လို့ထွက်ရတယ် segmenting ကအဲ့ဒီ cut မှာဘယ်နှတန်ပါလဲဆိုတာကိုပြန်ပြီးတော့ကျမတို့အာအတန်တွေကိုပြန်ပြီးတော့ဖြတ်တောက်ပြီးတော့ကလေးကိုရေးခိုင်းတာဥပမာဒီမှာခုနကပုံဆိုလို့ရှင်နော်ခုနကဟာကိုကျမတစ်ချက်ရွှေ့ပြမယ်ဒီမှာ အဲဒီမှာဒါကျွန်မလေ့ကျင့်ခန်းစာအုပ်ထဲမှာမဖြစ်မနေထည့်ထားတယ်เนาะတခြားစာအုပ်တွေထဲမှာလည်းပါပါတယ်ဒါဆိုရင်ဒါလေးက but เนาะအဲ့တော့သူ့ရဲ့အတန်ထွက်က but เนาะအဲ့အောက်မှာကျွန်မဒီမှာစာလုံးသုံးလုံးပေးထားတယ်เนาะအဲ့စကားအာ letter လေးကျွန်မသုံးလုံးပေးထားတယ်အဲ့ဒီဟာကိုကျွန်မကလေးကို segment နဲ့လောက်ခိုင်းနေဆိုတာဘာလို့ဆိုလာလဲဆိုတော့အဲ့ဒီအတန်ကိုကျွန်မတက်တန်ချင်းစီပြန်ပြောတာ เนาะ but ဆိုတဲ့အတန်မှာဘယ်နှလုံးပါတာလဲဘယ်နှတန်ကိုပေါင်းပြီးတော့တစ်ချက်ထည့်ထွက်ထားတာလဲခလေးကိုအဲ့ဒါကိုသိစေချင်တာဒါ segmenting ကကျွန်တော်တို့ဒီတင်တဲ့နေရာမှာเนาะကြော်သွားလို့မရဘူးเนาะ segmenting ကလုံးဝကြော်သွားလို့မရတဲ့အပိုင်း writing ဘိုင်းတွေကသူကတအရေးကြီးတယ်เนาะအဲ့တော့ဒီမှာဆိုရင်ဒီမှာကပြောမယ်ပေါ့ခလေးကိုကဲဒီအောက်မှာเนาะမိမိကဒီအောက်မှာပေးထားတယ်เนาะဒီ letter လေးတွေပေးထားတယ်เนาะအဲ့တော့တတကမိမိက နော်ဒီမှာပြန်ထည့်ပေးရမယ်ဒါပေမဲ့ပထမဦးဆုံးကြားတဲ့အတန်ကိုပထမဆုံးဒီအကွက်မှာရေးမယ်ဒုတိယကြားတဲ့အတန်ကိုဒုတိယနေရာမှာရေးမယ်တတိယကြားတဲ့အတန်ကိုတတိယနေရာမှာရေးမယ်ကဲရေးကြည့်အောင်ပါအာဒပါပါဆိုတော့ဒီထဲမှာဘာတူလဲခလေးကဒါလို့ပြောမှာပါဟုတ်ပြီရေးရအောင်ပါဒုတိယကြားတဲ့အတန်ကိုဒီဒုတိယအကွက်မှာရေးရအောင် အာအဆိုတာဘာလို့လဲဒီသုံးလုံးထဲမှာအဆိုတာဘာလို့လဲအတူဟုတ်ပြီဟုတ်ပြီဒဆိုတာဘာလို့လဲအော်ဒီမှာဟုတ်ပြီကဲတက်ဖက်ကြည့်ရောကိုရေးထားတဲ့စလုံးကဘယ်လောက်ထိနော်ဘယ်ဘယ်အတန်ထွက်သွားပြီလဲရေးကြည့်ရအောင်ဖတ်ကြည့်ရအောင်ဘာဘာဂျ်အော်ဟုတ်တယ်အဲ့ဒီဘာဂျ်မှာဘယ်နှတန်ပါလဲသုံးတန်ပါလဲဘယ်နှလုံးပါလဲသုံးလုံးပါလဲဒီလိုမျိုးကျမတို့ကခလေးကိုဒါကို segment နဲ့ပြန်လုပ်တယ်လို့ခေါ်တယ်တူတူပဲတူတူလဲဘာန်ဆိုတော့ b a a n ban ဆိုပြီးတော့ကလေးကိုရေးခိုင်းရဒါကကျမတို့ဒီမှာ segment နဲ့လုပ်တဲ့အပိုင်းအဲ့တော့အဲ့ဒီလိုမျိုးဒီလိုမျိုးအဟိုအကွက်တွေဆွဲရမှာလားဆိုမဆွဲလဲရတယ်เนาะမဆွဲလဲရတယ်အဲ့တော့မိမိကရေးချင်ချင်လဲဆိုချင်းအပုံလို့အကျန်းဆွဲလိုက်ဆွဲပြီးလို့ရှိရင်အပေါ်မှာဆိုပါဆိုဒီလိုမျိုးလေးပေါ့ဒီထဲမှာအဲဒီအပေါ်မှာက ဒီအဒီအပေါ်မှာက D เนาะဒီပေါ်ဒီမှာ U ဒီမှာက B ပေါ့အဲဒီလိုလုပ်ထားမယ်ပြီးရင်အောက်မှာဒီလိုလေး၃ခုလုပ်ပေးလိုက်ခဲ့ရေးပါအောင်ပကြားတဲ့အတန်ပထမဆုံးကြားတဲ့အတန်ကိုဒီမှာရေးဒုတိယကြားတဲ့အတန်ကိုရေးเนาะတစ်ထပ်လည်းတူစရာမလိုအိမ်မှာလုပ်ပေးလို့ရเนาะ whiteboard တည်တည်လေးရှင်ရပြီเนาะအဲ့တော့ဒီမှာဒါကတော့အဲကျမတို့ဒီ practice လုပ်ပြီးသွားလို့ရှိရင် short sentence လေးတွေပေါ့နော်ဘာလို့ဘယ်လိုဖတ်လို့ရလဲဆိုတဲ့အကြောင်းပါအဲ့တော့ short sentence ဖတ်တဲ့အပိုင်းကိုကျွန်မနောက်ရက်မှထပ်ပြီးတော့ပြောပြပေးမယ်နော်အခုလောလောဆယ်ကမပြောသေးဘူးဘာလို့လဲဒီဟာက အရင်ရောသွားမှာဆိုလို့ဒီ planning နဲ့ segmenting ကိုတပုတ်တက်တက်ထားပေးမယ်ကျွန်တော်တို့ဒီသင်ကြားရေးဒီသွားနေရင်လည်း short sentence လေးတွေကိုခလေးကိုဖတ်လို့ရအောင်ဘယ်လိုဆွဲခေါ်လို့ရလဲဆိုတဲ့နေ့ကိုကျွန်မနောက်ရက်မှာတေးသေးချာချာပြောပြပေးမယ်နော်အဲ့တော့ဒီနေ့ကတော့ဒီလောက်ပဲအဲ့ တကယ်လို့ channel လေးအခုကြည့်နေရင်လည်းကြည့်နေတဲ့မိမိတွေအတွက်အကျိုးရှိရဆိုရင် channel လေးကို subscribe လုပ်သွားပေးပါเนาะအဲ့တော့တခြားလေးလာနေတဲ့သူရှိလို့ရှင်လည်းတင်စကားပါပေးလို့ရပါတယ်ကျွန်မ channel ထောင်တာတိတ်မကြသေးဘူးနောက်ပိုင်းမှာဇက်တိုက်ဇက်တိုက်ဒီတင်သွားပေးဖို့ရှိတယ်ပေါ့เนาะအဲ့တော့ဒီထိကြည့်ပေးခဲ့တာကျေးဇူးတင်ပါတယ်